မင်္ဂလာပါအချိုးဝက်တရင်ဌာနကနေ့စဉ်တင်းလာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ဒီမှာကတော့နေ့စဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမယ်ယူဆံမယ်ဖြစ်ပါတယ်။ဒေဖော့ကောအန်တီကကုမ်တောလငိုင်းလုံးခါမောရူဘလမတ်ဘတ်လော ပချင်းပြည်နယ်မှာဒီရက်ပိုင်းအတွင်းမိုးများပြီးအေယာဝတီမြစ်ထဲထိစီးဝင်တဲ့မလီခနဲ့အင်မိုင်ခမြစ်နှစ်ခုအပါအဝင်တောင်ကျချောင်းရီရေကြီးရေရှမ်းမှုဖြစ်ပေါ်လာတာကြောင့်မြကြီးနားမြို့ရဲ့စိုးရင်ရေမှန်းအထက်နလမကျော်လွန်ခဲ့ပါတယ်။အေယာဝတီမြစ်ရေတက်လာခဲ့တာကြောင့်မြကြီးနားနဲ့မြစ်ရဲ့အရှိတ်ချမ်းကဝိုင်းမော်မြို့ရဲ့လူနေရပ်ကွက်တွေမှာရေဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရဒီကနေ့ဇွန်လ၂ရက်နေ့မနက်ပိုင်းမှာမြစ်ကြီးနားမြို့ရဲ့ဆိုးရင်ရေမတ်အထက်နလမကျော်တက်သွားပြီးမြည်ရအသက်ကြာငိမ့်နေရကနေနေ့နဲ့၁၂နာရီခွဲတိုင်းထွာချက်အရမြည်ဟာပြန်ကျသွားပြီလို့ထုတ်ပြန်ခဲ့ပါတယ်။ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ဂျပွေမြို့မှာလည်းရေကြီးမှုကြောင့်စစ်ရှောင်စခန်းနဲ့မြို့ရဲ့လူနေရပ်ကွက်တွေမှာရေဝင်ရောက်လာတာကြောင့်ဖျားအကြောင်းတွေမှာပြောင်းရွှေ့ခိုလုံနေရတယ်လို့ဒေတာခန့်တွေရဲ့ပြောပြချက်အရသိရပါတယ်။ဒါအပြင်လျှက်စစ်မီတပ်တိုင်းတွေလဲကျသွားတာကြောင့်ဂျပွေ မြို့အတွင်းလျှက်စင်မီပြတ်တောက်နေတယ်လို့လည်းသိရပါဗျ။အဆိုအရရေကြီးမှုတွေကြောင့်လန်တရာတွေနဲ့လူနေအိမ်တွေမျိုးပါပြည့်စုံမှုတွေရှိခဲ့တယ်လို့လူတွေဆုံးမှုတွေလည်းရှိခဲ့ကြောင်းလူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့နေပေမဲ့ကချင် wave အနေနဲ့အသီးခြားစုံစမ်းသိရှိထားခြင်းမရှိသေးပါဘူး။မနစ်က2024ခုနှစ်ဇွန်လကုန်နဲ့ဇူလိုင်လဆိုင်ကလည်းအခုလို AR တွေမြည်ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီးမြစ်ကြီးနားမြို့မှာစိုးရင်ရေမှန်းအထက်6ပေကျော်အထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကုန် ကျမ်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။